ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်မတရားသဖြင့်ဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်းအတိုင်းအတိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ဒီရဘူယိုကြီးအဆင့်ရှိတဲ့ရာပြည့်နဲ့နော်ငင်းစားဘူဂျိုကြီးတယောက်ဖြစ်တဲ့ဥခင်စောဦးတို့တွေ့ခဲ့တယ်ဆိုတော့တည်င်းနဲ့ပတ်သက်လို့ ဖြစ်ပါတယ်ဒီမတိုင်ခင်ဒီသတင်းမပိုင်မတိုင်ခင်မှာတော့ကျွန်တော်တို့ရဲ့ပြည်သူချစ်တော်တမရကောက်ဝေးဦးစီးချုပ်ဟောင်းဘုโจကြီးသူရဦးတင်ဦးကိုတဘာဝတရားဤတာဖုန်းကြီးကသွားပြီးတော့ဖြောင်းပြနားချနေတဲ့ဗီဒီယိုဖိုင်တွေကိုလည်းကျွန်တော်တို့အားလုံးကြည့်ခဲ့ရပါတယ်ဒီလိုတဲ့တဘာဝဤတာဆိုတဲ့ဖုန်းကြီးသင်ငန်းဝတ်ပုဂ္ဂိုလ် ပြောဆိုနေတဲ့ရှုတော်ခြင်းကိုကြည်ချင်းအားဖြင့်တော့သူဟာလက်ရှိအကြမ်းဖက်စစ်ကောင်စီခိုင်းခိုင်းစီကြဲအရာလာပြောတယ်ဆိုတော့အတွင်သဏ္ဍာန်သုံးသက်ချက်ကထင်ရှားသိသာစွာပေါ်လွင်နေပါတယ်အမှန်တကယ်တော့သူလိုသာသနာဝန်ထမ်းတယောက်ရဲ့ကိစ္စမဟုတ်ပါဘူးသို့တော်သူဒီဖီးယားတို့ခုကြောက်တော်လောက်ကလက်ပြီးစိတ်ခိုင်းမှု အနေထားတစ်ခုကြောင့်တော့လောကမိတ္တဝေဖြစ်စီသူရောက်လာပြီးတော့လက်ရှိပြည်သူတွေရဲ့ယင်နှစ်တဲပွတ်အသေးနှလုံးတစ်ဖွဲဖြစ်တဲ့ပြည်သူအလုံးခုချိန်ထိကြီးညိုလေးစားအားထားယုံကြည်စဲဖြစ်သောလူလူကောင်းဆောင်ဒေါံဆန်းစုကြည်မတရားသဖြင့်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့တခွန်းတစ်ကဘာသားမှမွတ်ဟာခြင်းမရှိပဲနဲ့နော်အပြစ်ပုံချသလိုပုံစံမျိုးသူပြောသွားတာတွေ့ရပါတယ်အဲ့တော့ ARD တို့တခြားသတင်းဆိုင်တွေမှာပေါ်လာတဲ့ ရှုမြင်သုံးသပ်ချက်တွေရလဲပဲဒေါန်ဆန်းစုကြည်ကိုအချင်းတောင်တဲ့အထိစစ်ဗိုလ်ချုပ်တစုသွားတွေ့ခဲ့တယ်သွားတွေ့ရင်လည်းပဲအခုတဘာဝရေးတာတင်ကန်းဝက်ပုတ်ကိုပြောတဲ့ရှုထောင်းနဲ့ချိကတ်မှုပုံစံမျိုးပဲဖြစ်လိမ့်မယ်လို့အားလုံးကသုံးသပ်ကြပါတယ်အဲ့တော့ဒူလောဒူလောပြောစရာရှိတာပေါ့ကျွန်တော်တော့ channel နှစ်ခုလောက်နဲ့တွေးမိပါတယ်ဒါတွေဘာတွေနဲ့ဆက်ဆက်ပြီးကျွန်တော်က တွေးပြမလဲဆိုတော့အခုလက်တလောဖြစ်နေတဲ့အခင်းချင်းတွေကိုကျွန်တော်တို့အရင်ဆုံးကြည့်လိုက်အောင်ဒါမှကျွန်တော် channel တစ်ခုနဲ့ဆက်ဆက်ပြီးတွေးမယ်ဆိုတဲ့အကြောင်းအရာဟာအဲဘယ်လောက်ထိအဲနီးစပ်နိုင်တယ်ဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေမိတ်ဆွေတွေလိုက်ပြီးတော့စဉ်းစားကြည့်လို့ရအောင်ပေါ့နော်အခုပဲကြည့်တရင်နေမှာသခိုင်းမင်းကင်း engine down ပြူပြူကြီးရွာမှာပြူစောတိတွေကို၅ဦးအရှင်မိတယ်လက်နက်တွေပေါ့လက်နက်တွေကြည့်တတ်တော့လဲကာပိုင်တက်လက်ပဲတကယ် ဂျပန်စစ်တပ်ကထုတ်ပေးထားတယ်လို့ယူဆရတယ်တနက်ပါပြီးကျန်တာတွေကလက်လုတ်တွေနဲ့တူမီကဲတို့ပေါ့တစ်ချက်ထိုးလက်လုတ်အင်တွင်းဖြစ်တနက်တွေဖြစ်ပါတယ်အဲ့တော့သူတို့တွေပြူစောတီဆိုတဲ့စစ်ဝတ်ဝတ်ထားတဲ့လက်ကလေးတွေခေါင်းမော်တင်းပြီးအဖမ်းခံထားတဲ့လူတွေကိုတီးတီးချာချာကျွန်တော် zoom ချဲ့ပြီးတော့အနီးကပ်တရားကြည့်ပါတယ်ယူစောတီဆိုတဲ့ပုံကိုယ်တွေပေါ့ဒါကြောင့်ကျွန်တော်ကြည့်တာကတော့သူတို့တွေဟာသူတို့တဲကနှစ်ယောက်သုံးယောက်လောက်ဟာနော်နှစ်ယောက်လောက်ခါပေါ့ငါးယောက်ပါတယ်ကြာ တယောက်ကတော့လုံးဝမဆိုင်တော့ဘူး၄ယောက်မိတယ်လို့သူကပြောထားအဲ့၄ယောက်မိထားတဲ့ပျောက်ကြားဝတ်ထားတဲ့ပျောက်ကြားတစ်စိတ်တစ်ပိုင်းဝတ်ထားတဲ့လူ၄ယောက်ကိုကြီးညာပြီး၂ယောက်လောက်က၂ယောက်လောက်ကလုံးဝဘာစိုးဘာမှတိနာလေခြင်းမရှိပဲနဲ့အဲ့ဒါမှခေါ်လို့တော့လောက်ချင်းချောက်လို့တော့လောက်စာဝင်းနေရစားကြမရှိလို့ဒီ uniform ပြေးပြီးတော့ဒီလိုဂေကြီးလိုက်ကောက်ရင်အိမ်အတွက်ထမင်းဘိုးဟင်းဘိုးလေးများရလိမ့်မလားဆိုတဲ့မျှော်လင့်ချက်နဲ့တော့လောက်နွားအကြောင်းတွေအားဆက်လို့ရှိရင်ဒီ uniform ပြေးပြီးတော့ ခိုင်းတာလေးလုလိုက်ရင်နေတွေလေးရမယ်ဆိုတဲ့သဘောကောင်အဲ့ပူရင်တော့လုတယ်လို့ကျွန်တော်နှစ်ယောက်လောက်ကိုတော့မြင်တယ်။ကျန်တဲ့နှစ်ယောက်ကတော့အဲမျက်နှာတိမျက်နှာသားရရတနည်းလေးစိတ်နေစိတ်ထားလေးဒီမမှန်ကန်တဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်။ကျွန်တော်ပြောချင်တာကလက်ရှိအချမ်းဖက်စစ်ကောင်စီအချမ်းဖက်ဖက်စစ်တပ်ကအာကိုအာထားပြုတ်ပွေရဖြစ်သောပြူစောဒီဆိုတဲ့ပြည်သူစစ်တရားရဲရွာထဲမှာမတိနားမလဲသောသူတွေစီးပွားရေးကြာဆင်းနေပါသောသူတွေနည်းနည်းလေးစိုးမိုက်ဂုံရှိပြီးတော့စိုးကိုမိုက်ကိုပေါ့နော် ပြည်သူလူထုပါမိုက်ကြီးခွဲဗိုလ်ချုပ်တက်လိရှိတဲ့လူစိုးတခုချပိုးတွေကိုယူနီဖောင်းပေးဝတ်ပြီးတော့သူတို့ခိုင်းစီခြင်းအမျိုးမျိုးအတွက်ဒေသမှာလူမိုက်ငှားရတဲ့အဆင်ပဲရှိပါတယ်အခုတော့သူတို့တွေရဲ့ဒေသတွင်းမှာစစ်ကောင်စီရဲ့လက်ပါစီလူတော်ကြီးအဖြစ်အသုံးတော်ခံမယ်ဆိုတဲ့ပြည်သူစစ်တွေရဲ့နေထားရလည်းပဲနေရာနှံပြားမှာနော်ပြည်သူတော်လှန်တိုက်ခိုက်ရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်နေနေချေမှုန်းခြင်းနဲ့အရှင်ဖမ်းဆီးခြင်းတွေကိုနေရာနှံပေါ်ပေါက်လာပြီဖြစ်ပါတယ်။ဒီဟာကိုကြည့်ချင်းအဖြစ် လက်ရှိမင်းအွန်လိုင်းရဲ့ဖက်စစ်အကြမ်းဖက်တမတော်ဟာအင်အားချိနဲ့နေပြီးတော့ပြည်သူချင်းချင်းတွေးခွဲခြင်းနဲ့အခုလိုပြည်သူစစ်တွေဆိုတာကိုဖန်ဆင်းဖန်တီးပြီးတော့နောက်ဆုံးကြကုတ်ကြခဲခုခံမယ်ဆိုတဲ့အနေအထားဒီကိုရောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကြတော့တရင်အားရစရာပါပဲ။ထပ်ပြီးတော့လည်းဒီတရင်လေးနဲ့ပတ်သက်ပြီးတော့ပါဝင်တဲ့ဂျိုးပန်းအားထုတ်ခဲ့ကြတဲ့ပုံကိုတီတီကိုလည်းကျေးဇူးတင်ကိုပြောင်းလို့ပြောချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့သခိုင်းတိုင်းစတောင်ပေါ့ဗျာစတောင်ဆိုတော့ကျွန်တော်ဝက်လက်ဖက် စာတင်ကြောင်းညကျွန်တော်သားဆောက်တော့ဖြက်ဖြက်သွားတယ်အမတန်တာယာလှပါတယ်စတောင်းစားတောင်းနောက်ဒေတာခေါ်စတောင်းပေါ့နော်ကျွန်တော်ချစ်ပါတယ်လေးစားပါတယ်အဲ့တော့စတောင်းအပါဝင်ဝက်လက်အပါဝင်ဒေတာတခွင်ရွှေ့ဖို့ကျွန်တော်စာတင်ကြောင်းညသွားဆောက်တော့ကျွန်တော်ဒီရင်တနီမြမြနိုးနိုးနဲ့ဝိုင်းဝိုင်းကိုညီပံပို့ပေးတဲ့ပုံကိုယ်ကြီးအခုကျွန်တော်နဲ့ခင်မင်ခဲ့တဲ့ပုံကိုယ်ကြီးအကုန်လုံးကျွန်တော်ဆက်သလုပ်တော့အကုန်လုံး PDF မှာတာဝန်ထမ်းနေကြရဆိုကျွန်တော်ရမ်းကုန်ယူရတယ်နော်အဲ့တော့ဝက်လက်ဖက်စတောင်းဖက်အဲ့ဒီမှာစတောင်းမျိုးမျိုးပေါ်ဈေးကျွန်တော်လည်းဖြတ်သွားပူတယ်နော် စတောင်မြို့ပေါ်ဈေးမှာ0ပျောက်ကြားတက်ဖွဲ့啊နော်0ပျောက်ကြားဆိုတော့ဒေသကာကွယ်တက်ဖွဲ့ပေါ့ဗျာဘလို့ပဲပြောပြောမတရားမှုကိုအန်တုဆန့်ကျင်ရင်ဆိုင်အသက်နဲ့ရင်းပြီးတော့ဖက်စစ်ဂျမ်ဖက်တူကိုဖြိုခွင်းတဲ့တစားတစားအင်အားကြီးထွားလာတဲ့ဒေသက0ပျောက်ကြားအာမေရာကိုတက်ကြီးပုံစံကတော့ဆရာကြီးမင်းသင်္ခါလိုလိုအဲပုံစံမျိုးဥရိယအမှန်ကောင်းတဲ့ပုံကိုကြည့်ပါလေးစားပါတယ်ကျွန်တော်ဒီကနေပြီးတော့ကိုကိုတက်ကြီးတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုတမိုင်းမှာနော်တမိုင်းစာမျက်နှာတစ်ခုမှာ တကယ်ကိုပဲမော်ကွန်းတင်တဲ့အနေထားနဲ့ကျွန်တော်တို့အားလုံးပြည်သူအားလုံးခုလိုလိုစေပြည်သူရင်နှလုံးမှာမော်ကွန်းတင်မိတာဖြစ်ပါတယ်ကိုသက်ကြီးအပါဝင်အားလုံးကိုဆိုလိုပါတယ်နော်အားလုံးဆိုတာမြန်မာပြည်တိုင်းနေရာအနှံ့ကပုံပုံအသီးသီးကိုကျွန်တော်ဆိုလိုပါတယ်ကိုသက်ကြီးတို့အခွဲ့မော်မော်ကြွားကြွားဝင်းဝင်းကြွားကြွားနော်ဘယ်သူမှဟို without shock you အရှင်ရှင် without you အတူဘယ်ဘယ်ဘယ်စစ်ခွေးမှလူမထင်ဘူးဆိုတဲ့မျိုးဝန်းနေနဲ့အမ်ပန်နေနဲ့လမ်းလျှောက်သွားတဲ့ဗီဒီယိုဖိုင်လေးဈေးထဲမှာဈေးလိုက်ဝင်တဲ့ဖိုင်လေးကျွန်တော်တွေ့ရပါတယ် တွေ့ရပြီးတော့တင်းရထပ်ပြီးတော့ကိုကပြောပြချက်အရာအဲ့ဒီစတောင်းပောင်းခြင်းမှာရှိတဲ့ဒီဘက်ဖက်စစ်တက်ကစစ်သားရဲသားစစ်စစ်ကွေးစစ်သားတွေဟာသူ့ကြုံချင်းဘူချင်းတွေကနေမထွက်ရဲဘူးပြူပြီးချောင်းကြည့်ကြတယ်လို့ဆိုပါတယ်ဒါထောက်ကြည့်ချင်းအဖြစ်လဲလက်ရှိမင်းအွန်လိုင်းဖက်စစ်တက်ကအောက်ခြေတပ်ဖွဲ့ဝင်တွေဟာလုံးဝသူတို့ကိုသူတို့ပြည်သူကာကွယ်ဆောက်ရှောက်နေတဲ့နိုင်ငံတော်ကာကွယ်ဆောက်ရှောက်နေတဲ့ပြည်သူရဲ့ထောက်ခံမှုကိုရရှိနေတယ်ဆိုတော့ယုံကြည်ချက်တွေလုံးဝပျောက်ဆုံးသွားပြီးသူတို့ဟာ အာမတိငါစခန်းမကြစီရဆိုတဲ့အတင်းဓမ္မဖီစီခိုင်းစီမှုနဲ့နောက်ွယ်ကတနတ်ထောက်ထားလို့ဒါလက်ရှိသူရဲ့စစ်ဝင်တန်းလို့ခေါ်တဲ့ဖက်စစ်အကြမ်းဖက်ကပိုက်ဆောင်တတ်ထဲမှာလက်ပါစီဖြစ်ထမ်းဆောင်နေကြရတယ်။သူတို့ကသူတို့ယုံကြည်စိတ်တွေလုံးဝမရှိတော့ဘူး။ဒါဟုတ်ပြခြင်းအဖြစ်ဖက်စစ်မင်းအွန်လိုင်းတုံးမဟုတ်သူ့တိုင်ရင်တက်မာတွေတစုံတရာတနည်းအားမှာလဲပြူတယ်။တုံးမဟုတ်ဝင်စည်းခံရတယ်။တုံးမဟုတ်တက်မာမှုတိုင်ရင်မှုတစ်ခွက်တလေတော့လက်နက်ချရပြီးတော့ပြည်သူတွေပူပေါင်းတယ်လို့သတင်းကြားတာနဲ့ မြန်မာပြည်နေရအနှံ့ပြအခုလိုစကိုင်းစတောင်ဘက်ကကရုချင်းနဲ့ဝေးပြီးတော့အပြင်ကကိုသကြီးတို့ကိုချောင်းကြည့်နေတဲ့လူဒန်းစားဟာအပြေးလွားအဖြူစားလေးတွေကင်ပြီးတော့နော်တနက်ကိုနောက်မှာလှုပ်ပြင်းပြင်းမပြေလို့ရှိရင်နောက်ကျောလွယ်ပြီးတော့ပြီးသူရှိဒူးပြေးထောက်ဖို့အစဉ်သိရှိနေတဲ့လူဒန်းစားလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒါဒါနှစ်ချက်အမြောက်ရှိပါဘူးနော်နောက်တစ်ချက်ကျတော့နောက်သတင်းတပိုးကြလဲဂုံယူဝန်းတာစရာပါပဲပြောပြစရာသတင်းတွေကတော့အများကြီးပေါ့နော်ကျွန်တော်က လက်ရှိအခုဒီဒီစကားမပြောခင်လေးနေကျွန်တော်9မိနစ်10မိနစ်ခရူးဆိုဖတ်လိုက်လို့တွေ့လဲတည်င်း၄၅ချက်ကိုပဲကျွန်တော်မူတည်ပြီးတော့အမေစုကိုဘာကြောင့်သူတို့သွားတွေ့ပြီးတော့ဟိုသင်ကန်းဝဲစပင်းမရှိတဲ့ပုံကဘာကြောင့်အလုပ်လုပ်တယ်လဲဆိုတော့ကျွန်တော်ကပြောချင်လို့တော်တော်မြင်လိုက်တဲ့ဟာလေးပဲကျွန်တော်ကတည်င်းမြင်ခွင့်နေနဲ့သုံးသက်ပြတာဖြစ်တယ်သုံးသက်ပြတာရှိတော့နေရအများကြီးပေါ့ဗျာအထူးဒီဒီဝက်ပြီးတော့ရရှိထားတဲ့တည်င်းတွေစကြောရေးလုပ်ထားတဲ့အရှင်မိတဲ့လူချက်ရတဲ့တည်င်းတွေဒါတွေအားလုံးဆက်ဆက်ပြောပြတော့ပို့ပြီးပြန်မှာပေါ့ပို့ပြီးပြီးပြန်မှာပေါ့ เนาะအဲ့တော့နောက်တော့သတင်းတစ်ပုဒ်ကတော့အမှတ်ရှစ်လမ်းမကြီးလို့ခေါ်တဲ့ကျွန်တော်မော်လမြိုင်နေစာပြီးတော့ရေးတံပြူစရရေးတဲ့ဝဲเนาะပိတ်လမ်းကြောင်းတစ်လျှောက်လုံးကိုကျွန်တော်တို့တက်မ6ကနေပြီးတော့သတင်းထုတ်ပြန်လိုက်တာဟုတ်အားလုံးသိမြန်ဖြစ်ပါတယ်အဲ့ဒီတဝဲမော်လမြိုင်နေပိတ်ကြဘဲသူဘဲကားမစို့เนาะရက်သူရက်သားများအားလုံးဟာလက်ရှိအကျန်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့အရာလူပစ္စည်းဘာကိုမှပတ်သက်ဆက်နွယ်ခြင်းမရှိဘဲနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက စစ်စည်းတဲ့အခါမှာကြည်ပူစွာစစ်စည်းခံဖို့အမိန့်ထုတ်ပြန်လိုက်တယ်အဲ့တော့ဒါအောင်ကြီးချင်းအဖြစ်ကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့တွေဟာ ERO ရာအခုဆိုရင်နေမြေဆိုးမှုမှုနဲ့နေမြေထိန်းချုပ်မှုတွေကိုအပြည့်အဝပေါ်ပေါ်ထင်ထင်ဆောင်ရွက်နိုင်စွမ်းရှိလာကြပြီဖြစ်ပြီးအကြံပေးဖက်စစ်တပ်တို့ဟာအဲ့ဒီဒေသတစ်ခွင်မှာနော်လူမသိသူမသိပုံအောင်ပြီးခံစစ်တွေပြင်ဆင်နေကြရတဲ့အနေအထားကိုရောက်သွားပြီဆိုတာတည်င်းရဲ့နောက်ကျောစာမျက်နှာကပေါ်လွင်ထင်ရှားလာပြီဖြစ်တယ် ဒေါကြည်ချင်းအဖြစ်လဲမကြခင်တော်တဲ့မှာတနင်္သာရီတိုင်းအောက်ခြေခပြတ်တစ်ခုလုံးကအောက်ခြေ6တော့တစ်ခုလုံးကပြည်သူတွေရဲ့လက်အောက်ပြည်သူအုပ်ချုပ်မှုအောက်ကိုမကြခင်ရောက်တော့မယ်ဆိုတော့ရှေ့ပြေးနမိတ်ဖြစ်တယ်ဆိုတော့ကြောင်းပြောချင်ပါတယ်။ဒါလည်းကျန်းဖက်ဖက်စစ်မင်းအွန်လိုင်းဘလောက်ဖျူဖျဲပြူကွဲနော်ဟိုဗရန်ပတာဖြစ်နေပြီလဲဆိုတာကိုဖော်ပြတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။သူတို့ကအင်အားကောင်းရင်ကင်နျူတက်မှာ6ကဒီလိုပဲထုတ်ပြန်လို့ရမယ်။ကင်သူတို့စိုးမိုးထားနိုင်ပြီဖြစ်လို့ စစ်တပ်ဆိုတာမရှိတော့ဘူးရှိလာရင်လည်းလမ်းပေါ်တက်လာတဲ့အကုန်ရှင်းပြမယ်လို့ပြက်ပြက်သားသားပြောဆိုနိုင်စွမ်းရှိလို့ထုတ်ပြန်တာဖြစ်တယ်။ဒါကြောင့် main online ညီကုန်းညီကုန်း main online အတွက်ကြိုးစဉ်မဝေးတော့ဘူးဆိုတဲ့အခြေအနေကိုပြလာတာဖြစ်ပါတယ်။ဒီကြားထဲမှာပဲကျွန်တော်တို့မြင်တွေ့ကြားသိနေရတဲ့သူတို့ရဲ့ Telegram ဒီ WhatsApp channel တွေမှာတွေ့ပါလိမ့်မယ်။တော်ပေါ်တော်တော်ကိုဆိုးရွားရက်စက်တဲ့ဒီဒီထုတ်ပြန်သူတို့ချင်းချင်းသွေးထိုးတာတွေလှုံ့ဆော်တာတွေမှားယွင်းတဲ့သတင်းတွေကို ဟိုတင်ပြတာတွေ့ပါတယ်ကျွန်တော်စောစောအတိုင်းအဲဒီသူတို့ရဲ့ဝါရဖြန့်ချီတဲ့ Telegram channel တခုဝင်ကြည့်လိုက်ပါတယ်ကြည့်လိုက်တော့အဲ့ဒီမှာဒီဟိုဟာပေါ့လူတယောက်ကိုလူတယောက်ဘိုးပကြီးလို့သူတို့ခေါ်တာခေါ်တော့ပတဲ့တဲ့သူကရေးတော့အမှန်တကယ်တော့ PDF ပါ PDF တက်ဖွဲ့တဲ့ကဘိုးပကြီးဆိုတဲ့လူတဲ့เนาะအခုတော့သွားပြီပေါ့เนาะသူတို့တက်လိုက်တယ်တက်လိုက်ပြီမတိခင်မတိခင်မှာ ဖော်ကောင်ဖော်လညူထိုးဖော်ထုတ်ချက်တွေအများကြီးလုပ်သွားတယ်ဆိုတော့စာလူလေးနဲ့အသက်မဲ့နေပြီဖြစ်တော့မျက်နာတစ်ခုလုံးလည်းဖူးရောင်မျိုးလုံးမျက်ကွင်းတွေလည်းညိုကွင်းနှာခေါင်းတွေကလည်းသွေးတွေထွက်မဆက်ကလည်းသွေးတွေစီးကျနေတဲ့ဘောင်းမီတူနဲ့လူငယ်အသက်20ကျော်လူငယ်တယောက်ကရုပ်ခန္ဓာကိုသူတို့တင်ထားတာတွေ့ပါတယ်ကျွန်တော်အဲ့တော့ပေးသေးချာချာ zoom ချဲ့ပြီးတော့ပေးစိတ်ကျွန်တော်လေ့လာကြည့်တဲ့အခါမှာအဲ့ဒီ PDF ခေါင်းဆောင် လူငယ်လေးဟာသူမကွယ်လွန်မကြဆုံးငယ်မှာ တော်တော်ကိုနှိမ့်ဆက်ညံပန်းခံထားရတဲ့လက္ခဏာတွေတွေ့ပါတယ်အထူးသဖြင့်ကတော့ဖက်စစ်တီလုတ်လေလုတ်လေလုတ်ထားရှိတဲ့စေကျော်ကြီးမှာလုတ်လေလုတ်ထားရှိတဲ့ကြီးခြေတလုံးမျိုးတကြီးအရိုးပေါ်ရူလာနဲ့လှိမ့်ထားတဲ့လက္ခဏာတွေကိုလုံးဝညာဘက်ခြေတလုံးတစ်ချောက်လုံးမှာအသနီလန်ထွက်နေတာကိုကြည့်ချင်းအားဖြင့်တော်တော်ကိုရဲဆက်ဆက်နှိမ့်ဆက်ညံပန်းထားတယ်ဆိုတာကိုသူတို့ကိုယ်တိုင်ဖွင့်ဟဖော်ထုတ်တာဖြစ်တယ်ပြီးတော့ဒီချက်ထဲမှာပဲသူတို့ကပဲဒီမားမမဆိုင်တဲ့တော်လန်ကြီးလုတ်လုတ် တော်လိုင်းတပ်သားတပ်ဖွဲ့ဝင်ခေါင်းဆောင်တွေမိသားစုတွေဆွေးနွေးသားခြင်းတွေကိုတက်ဖြတ်ကြဖို့ရှာဖွေဖော်ထုတ်ကြဖို့ပြောင်းကျင်းတင်းပြောင်းကြကြတုံးစော်လာတော့ကြည်ချင်းအပြင်သူတို့ဒီလုံးဝကြာဆုံးခန်းကိုရောက်တော့မဲ့အဖွဲ့အစည်းဖြစ်တယ်။ငရဲကိုသူ့သူ့အတူရက်ပြီးဆင်းမယ်ဆိုတဲ့လက္ခဏာတွေနဲ့အခုလိုဥပဒေချိုးဖောက်မှုတွေရက်ရက်ဆက်ရိုင်းစမ်းမှုတွေကိုအဲသူတို့ကစပြီးတော့ထုတ်ပြန်လာတာကိုကြည်ချင်းအပြင်မင်းအွန်လိုင်းအဖွဲ့ဒီနောက်ဆုံးစခန်းကိုမြန်နေပြီဆိုတာပေါ်လာပြီဖြစ်တယ်။နော် ပို့ပြီးတော့ဒီဒီရဲ့ဘိုင်းမှာပဲမနေ့ကပဲပေါ်ထွက်လာတဲ့ဝမ်သာကြာအကောင်ဆုံးသတင်းတစ်ပုဒ်ကိုလည်းကျွန်တော်ကပြည်သူတွေကိုအတိပေးချင်ပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့ Crinibee ကျွန်တော်အင်မတန် chicken laser တမိုးထားတဲ့ပြည်နယ်နော် Crinibee Crinibee ဂျာကာလာအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီးဆိုတဲ့သတင်းနဲ့ Crinibee မှာ Starlink ကကျွန်တော်တို့ Mr. Elon Musk ရဲ့နော် Starlink က satellite receive satellite ဂျူလူကနေပြီးတော့ထုတ်လွှင့်တဲ့ internet system ခရနီဒေသမှာရသွားပြီတရင်ကရှေ့စစ်နောက်စစ်လာတယ်နော်ဘယ်အရာမှအကျိုးမဲ့ချီနီထွက်ပေါ်လာတာမဟုတ်ဘူးအကြောင်းမဲ့တိုက်ဆိုင်တာမျိုးမဟုတ်ဘူးနော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ် Starling Internet ရပြီနောက်ရက်မှာခရနီပြည်နယ်ဂျာကာလာအုပ်ချုပ်ရေးကောင်စီတရားဝင်ကြေညာတယ်ဒါ